ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာပြည်ကလာမယ့်နောက်ဆုံးမုန်တိုင်းဖန်ဝန်ရဲ့အခြေအနေသတိပေးချက်အပြင်အရေးပေါ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပထမဦးစွာမြန်မာနိုင်ငံအတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေလေ့လာဆန်းစစ်ခြင်းများကိုတင်ပြပေးပါမယ်နိုဝင်ဘာလ10ရက်နနက်6နာရီခွဲမှာနိုဝင်ဘာလ23ရက်6နာရီခွဲနာရီ82နာရီအတွင်းအရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ချမ်း၊ပဲခူးတိုင်းဒေသကြီးအရှိချမ်းမွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်၊နေပြည်တော်ကောင်စီနယ်မြေ၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ၃ရက်အတွင်းမိုးရေကြိမ်ရွာသွန်းရရှိမှုအနည်းငယ်ပိုနိုင်ပြီးနောက်ပိုင်းရက်များမှာမိုးရွာသွန်းနိုင်မယ့်အခြေအနေများထပ်မံညော့ကြလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီး ချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ82နာရီ3ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်လက်မှတ်ဟာ3.5လက်မှတ်အောက်အလွန်နည်းနိုင်ပါမယ်။နိုဝင်ဘာလ16ရက်မှ16ရက်24နာရီအတွင်းတနင်္သာရီတိုင်းဒေသကြီးနဲ့မိုးမီနယ်တို့မှာသာမိုးအနှဲငယ်ရွာနိုင်မဲ့အခြေအနေဖြစ်ပေါ်နိုင်ပြီးကြမ်းတပြီလုံးမှာမိုးရွာမဲ့အခြေအနေမရှိနိုင်တော့ပါဘူးလို့မိုးလေဝသပညာရှင်ဆရာဦးဝင်းနိုင်ကသတိပေးထားပါတယ်။ အခုဆက်လက်ပြီးနိုဝင်ဘာလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားတာယာနေပြီးဘင်္ဂလားပင်လယ်အော်လယ်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေကာကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အင့်မှတိမ်ထူထပ်နေပါတယ်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်အသင့်အင့်ဖြစ်ထွန်းပါမယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲပဲခူးတိုင်းဒေသကြီးနဲ့အရာဝတီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြေဖြစ်ပါတယ်မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေများကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအသင့်တင်ရှိပါမယ်။လှိုင်းမြင်မှာမြမကန်ရန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနှဲငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ညီတဝိုက်တွင်မနက်ဖြန်နံနက်ထိခံပန်းချက်ကတော့ နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ညီတဝိုက်တွင်မနက်ဖြန်နံနက်ထိခံပန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ညီတဝိုက်တွင်မနက်ဖြန်နံနက်ထိခံပန်းချက်ကတော့တိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်။ အခုဆက်လက်ပြီးမြန်မာပြည်တလွှားမိုးကြီးမဲ့ဒေသများကိုတင်ဆက်ပေးသွားပါမယ်။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညနေအချိန်ထိရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့ကယားပြည်နယ်နေရာချို့မှာမိုးနှင်းငယ်မှမိုးအထင်တင် နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်တွင်းမှာတော့မိုးနှင်းငယ်မှမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ ။ရောင်လေးပင်ခရိုင်နဲ့ပဲခူးခရိုင်တို့မှာတော့မိုးနှိမ့်ငယ်မှာမိုးအသင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွေမှာတော့နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနှိမ့်ငယ်မှာမိုးအသင်တင်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။အေရောက်ဒီတိုင်းဒေသကြီးတွေမှာရှိတဲ့ခရိုင်ချို့မှာတော့မိုးနှိမ့်ငယ်မှာမိုးအသင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်တွင်းမှာရှိတဲ့ဖအံခရိုင်၊လှိုင်းပွဲခရိုင်၊ကော့ကရိတ်ခရိုင်၊မြောက်ရီခရိုင် အဆိုပါဒေတာများမှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအတင်တင်ရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ဖာပွန်ခရိုင်နဲ့ကြိုင်းစိတ်ကြီးခရိုင်တို့မှာမိုးအနှဲငယ်မှာမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့တထုံခရိုင်နဲ့မော်လမြိုင်ခရိုင်တို့မှာနေရာအနှံပြားမှာနေရာစိတ်စိတ်မိုးအနှဲငယ်မှာမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကြိုက်ထူခရိုင်မှာတော့မိုးနှဲငယ်မှမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ ရေးခရိုင်မှာလည်းမိုးနဲ့ငယ်မှမိုးအင့်တင့်နေရာအကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။တနင်္သာရိုင်တိုင်းဒေသကြီးတွေမှာရှိတဲ့တဝဲခရိုင်၊ဘိတ်ခရိုင်၊ပုတ်ပြင်းခရိုင်နဲ့ကော့တောင်းခရိုင်တို့မှာမိုးနဲ့ငယ်မှမိုးအင့်တင့်နေရာအကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်၊ကယားပြည်နယ်၊ချမ်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလ12ရက်နေ့မှာအေးပါမယ်။ မန္တလေးနေပြည်တော်မိုးကုတ်ကြောက်စဲရမဲသိန်းပျော်ပွဲမိထီလာတကောင်းစကိုင်းမုံရွာတစဲရွှေဘူတမူခမ်းပတ်ဟုံမလင်းပင်လယ်ဘူးပြည်တောင်ငူပဒေါင်ပောက်ခေါင်ကန့်ကောကြော့စောအောင်လံတရက်တောင်တွင်းကြီးစစ်တွေမောင်တော်အန်မြောက်ဦးကြောက်တော်လွိုက်ကောတောင်ကြီးကလော် အောင်ပန်းလာရှူမူဆယ်လောက်ကိုင်းကြောင်မဲကျိုင်းတုံမိုင်ယောင်တချီလိမ့်နဲ့မော်ချီတို့မှာနိုဝင်ဘာလ12ရက်နေ့မှာလေအေးဝင်ရောက်လာကအေးပါမယ်လေပွေလိုင်းဟာမြန်မာပြည်တောင်ပိုင်းဝင်ရောက်ပြက်ပြယ်ပြီးနောက်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ရခိုင်ပြည်နယ်ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနယ်နေပြည်တော်တို့မှာနိုဝင်ဘာလ17ရက်နေ့နေတာပါမယ်။များသောအဖြစ်တာရပါမယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်ရှမ်းပြည်နယ်တောင်ပိုင်းအရာဝတီတိုင်းဒေသကြီးတို့မှာတော့မိုးသားတိမ်တိုက်များအုံဆိုင်နေပါမယ်။တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာတော့မိုးရွာသွန်းပါမယ်။ဂျေဗျူတနင်္သာရီမောင်းမကန်ဘိတ်ပလော ပလောက်နဲ့ကျုံသူမျိုးတို့မှာမနက်9:00နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ဆက်လက်ပြီးမြန်မာပြည်တပြည်လုံးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုတင်ပြပေးကြပါမယ်။မိုးတိမ်တောင်ဖြစ်ဖြစ်ထွန်းမှုအခြေအနေကတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာတိမ်ထူထပ်စွာ ဖြစ်ထွန်းနေပြီးကြမ်းမြန်မာတပြည်လုံးမှာတိမ်အထင်အင့်ဖြစ်ထွန်းနေပါတယ်။ တိုင်းဒေသကြီးနယ်ပြည်နယ်၁၄နေရာအတွက်မနက်ဖြန်နံနက်၁၀နာရီထိမိုးရွာသွန်းနိုင်မှုခန့်မှန်းချက်ကတော့ကချင်ပြည်နယ်မှာတိမ်အထင်လောက်သာ ဖြစ်ထွန်းနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးတွင်ခန့်မှန်းချက်ကတော့တိမ်အထင်လောက်သာ ဖြစ်ထွန်းနိုင်ပါတယ်။ချင်းပြည်နယ်တွင်ခန့်မှန်းချက်ကတော့တိမ်အထင်လောက်သာဖြစ်ထွန်းနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးတွင်ခန့်မှန်းချက်ကတော့အထက်ပိုင်းမှာတိမ်အထင်လောက်သာဖြစ်ထွန်းနိုင်ပါတယ်။အောက်ပိုင်းမှာတော့နေရာကွက်ကြားမိုးနှိမ်ငယ်ရွာသွန်းနိုင်ပါတယ်။ နေပြည်တော်တွင်ခံမှန်းချက်ကတော့နေရာကွက်ကြားမိုးအနေငယ်ရွာသွန်းနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးတွင်ခံမှန်းချက်ကတော့တိမ်အသင့်လောက်သာဖြစ်ထွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်တွင်ခံမှန်းချက်ကတော့အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။မြောက်ပိုင်းမှာတော့နေရာကွက်ကြားမိုးပွဲလေးအနေငယ်ရွာသွန်းနိုင်ပါတယ်။ရခိုင်ပြည်နယ်အတွက်ခံမှန်းချက်ကတော့တိမ်အသင့်လောက်သာဖြစ်ထွန်းနိုင်ပါတယ်။အေယာဗတီတိုင်းဒေသကြီးအတွက်ခံမှန်းချက်ကတော့နေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက်ခံမှန်းချက်ကတော့နေရာကျကျဲမိုးရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးအတွက်ခံမှန်းချက်ကတော့အရှေ့ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ကျန်နေရာများမှာနေရာကွက်ကြားမိုးပွဲလေးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ကယားပြည်နယ်အတွက်ခံမှန်းချက်ကတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။မွန်ပြည်နယ်အတွက်ခံမှန်းချက်ကတော့နေရာနှံပြားမိုးရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်အတွက်ခံမှန်းချက်ကတော့နေရာနှံပြားမိုးရွာသွန်းနိုင်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးတွက်ခံမှန်းချက်ကတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်မြေတို့မှာမုန်တိုင်းဖြစ်ပေါ်ရင်လားလာမရှိသေးပါဘူး။နောက်နှစ်ရက်တွက်ခံမှန်းချက်များကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးရွာသွန်းနိုင်ပါကြောင်းတင်ပြလိုက်ရပါရခင်ဗျာ။ အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။